တဲ့သတင်းဌာနကိုနောက်တော့ဆင်နေကြတဲ့ပြည်ထက်တွေအားလုံးကိုတာလီဆွာပါလို့နှုတ်ခွန်းဆက်တာလိုက်ရပါတယ်။ဒီနေ့2025ခုနှစ်ဧပြီလ10ရက်နေ့ CNN ရဲ့တနေ့တာအွန်လိုင်းရေဒီယိုထုတ်လွှင့်မှုကိုကျမတာယာကအစီအစဉ်မှုဖြစ်တာဝန်ယူကာစတင်ထုတ်လွှင့်နေပြီဖြစ်ပါတယ်။ဒီနေ့ထုတ်လွှင့်တင်ဆက်သွားမယ့်သတင်းတွေကတော့ဒီနေ့ဧပြီလ10ရက်နေ့မှာကြာရောက်တဲ့အာရခတက်တော်တည်ထောင်ခြင်း ၁၆နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားကို DNA နဲ့ MNDAA ကပေးပို့ခဲ့တဲ့တဝန်လွှာအကြောင်းဖလန်းမြုပ်သိမ်းတပ်ဖွဲ့ကိုအာရခတပ်တော်ကစစ်လက်နက်နဲ့စစ်ရေးအကြံပေးတာလောက်ဆောင်ပေးခဲ့တယ်လို့ဆိုတဲ့တည်းလူတော်မျိုးကိုစစ်ကောင်စီလက်ကြောင်းတိုက်ခိုက်လို့ပြည်သူနှုတ်တန်ရာရပြီးနေအိမ်လေးလုံးပျက်စီးခဲ့ရတယ်ဆိုတဲ့တည်းတအောင်ပြည်ရဲတပ်ဖွဲ့ကမန်တုံမှာမူရစ်စေးဝါးရောက်ဝယ်သူတအုပ်နဲ့တုံးဆွဲသူ90ဦးဖမ်းဆီးရမိခဲ့တယ်လို့ဆိုတဲ့တည်းတွေကိုကြားရမှာပါ ပထမဆုံးကြားရမှာကတော့ဒီနေ့ဧပြီလ10ရက်နေ့မှာကြာရောက်တဲ့အာရခတ်တက်တော်တည်ထောင်ခြင်း16နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားကို TNA နဲ့ MNDA ကပေးပို့ခဲ့တဲ့တဝန်လောအကြောင်းကိုကြားရမှာပါဒီကနေ့ဧပြီလ10ရက်နေ့မှာကြာရောက်တဲ့အာရခတ်တက်တော်အေရဲ့ဖွဲ့စည်းတည်ထောင်ခြင်း16နှစ်ပြည့်နှစ်ပတ်လည်အထိမ်းမှတ်နေ့ကိုပေးပို့တဲ့ TNA နဲ့ MNDA တို့ရဲ့ကွန်ပျူတာဝန်လောမှာယခုလိုဖော်ပြထားတာလည်းဖြစ်ပါတယ်မြောက်ပိုင်းညီနောင်မဟာမိတ်၃ဖွဲ့ကကမကထပြုတ်ပြီးတော့တခြားမဟာမိတ်တပ်ဖွဲ့တွေနှွေဦးတော်လန်ရဲ့အင်အားစုတွေနဲ့လူ အကောင့်ထဲပေါ်လိုက်တဲ့တစ်တုံညာနှစ်ခွန်စစ်စင်ရေးဟာမြမပြည်လက်နက်ကင်တော်လန်ရဲရဲအာဏာရှင်တိုက်ဖျက်ရေးအတွက်အကောင့်ဆောင်အစပြုစစ်စင်ရေးဖြစ်လာခဲ့တယ်လို့ဆိုပါတယ်။ဒီစစ်စင်ရေးဟာတော်လန်ပြည်သူတွေအားလုံးရဲ့ထောက်ခံမှုနဲ့သူတော်လန်ရဲပန်းတိုင်ကိုအရောက်လှမ်းနိုင်မဲ့ခြေလှမ်းတွေဖြစ်တယ်လို့လည်း TNA နဲ့ MNDAA ကအသိပေးထားပါတယ်။ဒါကြောင့်ညီနောင်မဟာမိတ်တုံးဖွဲ့အနေနဲ့အခက်အခဲဖိအားပေါင်းစုံကိုနီလန်းမျိုးစုံနဲ့စုစည်းညီညာစွာအတူတကွဖျက်ကျော်ပြီး တစ်တုံညာနှစ်ခုစစ်စင်ရေးစီမံချက်လိုင်လောင်းတွင်နေသူတော်လန်ရဲ့အောင်ပွဲရောက်ရှိတဲ့အထိခိုင်မာတဲ့ညီနောင်မဟာမိတ်စိတ်တက်နဲ့စီလောက်ညီညွတ်ကြမယ်လို့လဲဆိုပါတယ်။ဒါပြင်အာရခတို့ရဲ့နိုင်ငံရေးရည်မှန်းချက်တွေဟာဝခိုင်သားတွေရဲ့လက်ထက်ကိုမကြမီချိန်တွင်မှမောက်ချမတွေ့ရောက်ရှိတော့မယ်လို့လဲ TNA နဲ့ MNDAA ကအတိပေးထားပါတယ်။ဝခိုင်လူမျိုးတွေရဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက်အာရခအိမ်မက်လုပ်ငန်းစဉ်ကြီးကိုအကောင့်တဲဖို့ဆောင်ရွက်ဖို့အာရခတပ်တော် A ကိုဖွဲ့စည်းတည်ထောင်လာခဲ့တာဟာ ဒီကနေ့2025ခုနှစ်ဧပြီလ10ရက်နေ့မှာ16နှစ်ပြည့်မြောက်ခဲ့တာလည်းဖြစ်ပါတယ်။မြို့သားလွှမ်းမြောက်ရေးအတွက်ခက်ခဲကြမ်းတမ်းတဲ့တော်လှန်ရေးခရီးရှည်ကြီးမှာမရက်မနာကျိုးပန်းအကောင့်ထယ်ပေါ်ကြတဲ့အာရခအာစာနီမရက်မနာကျိုးပန်းအကောင့်ထယ်ပေါ်ကြတဲ့အာရခအာစာနီရဲဘော်တွေတပ်ဖွဲ့ဝင်တွေနဲ့နီလန်ပုံးဆောင်ပိဆက်ပါဝင်ခဲ့ကြတဲ့ရခိုင်လူမျိုးအလုံးကိုအထူးလေးစားကောင်းယူတယ်လို့လည်း TNA နဲ့ MNDA ရဲ့ကွန်ပျူတာဝန်လွှာမှာဖော်ပြထားပါတယ်။ အလားတူအာရခတ်တတော်အေရဲ့အဖွဲ့အစည်းတည်ထောင်ခြင်း16နှစ်ပြည့်နှစ်ပတ်လည်အထိမ်းအမှတ်နေ့အတွက်ပြည်သူညီညွတ်ရေးတပ်ဦး BUF နဲ့ကျောင်းသားလက်ရုံးတပ်တော် SAF တို့ကလည်းအာရခပြည်သူထူထောင်ရေးခရီးလမ်းအောင်မြင်ဖို့စုမုံကောင်းတောင်းပေးထားကြပါတည်တယ်လမ်းမြတ်တိုင်းတပ်ွဲကိုအာရခတတ်တော်ကစစ်လက်နက်နဲ့စစ်ရေးအကြံပေးတာလောက်ဆောင်ပေးခဲ့တယ်လို့ဆိုတဲ့သတင်းကိုကြားရမှာပါ။ ့ပလန်မြုပ်တစ်ခုလုံးကိုဧပြီလ9ရက်နေ့မှာအပိသက်သိမ့်ပိတ်လိုက်ပြီဖြစ်တယ်လို့ချင်းညင်တော်အဖွဲ့ကဒီနေ့မှာသတင်းထုတ်ပြန်ပြောဆိုလာပါတယ်။အဲ့ဒီပလန်မြုပ်စစ်စင်ရေးကိုချင်းညင်တော်စစ်စင်ရေး Operation CP အဖြစ်သတ်မှတ်ပြီးတော့ပူပေါင်းတပ်တွေနဲ့ပူပေါင်းကပြီးခဲ့တဲ့2024ခုနှစ်နိုဝင်ဘာလ9ရက်နေ့ကပင်စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီနောက်ထိုးစစ်ဆင်မှု9လပြည့်ဧပြီလ9ရက်နေ့မှာအပိတက်တိမ့်ပိုက်နိုင်ခဲ့တာဖြစ်တယ်လို့လဲဆိုပါရယ်စစ်ကောင်စီကလည်းအဲ့ဒီမျိုးမကြဆောင်စေရတဲ့အတွက် ဖလားမြောက်မှာရှိတယ်။ခလာရ268တက်ရင်မှာရှိတဲ့အင်အားတွေပြီးခလာရ89မှာရှိတဲ့စစ်ကူအင်အားတွေကိုပေးဖို့ကခုခံတိုက်ခိုက်ခဲ့တယ်လို့ဆိုထားပါတယ်။အဲ့ဒါတွေအပြင်2025ခုနှစ်မတ်လအတွင်းမှာလည်းစစ်ကောင်စီတပ်မ89လက်အောက်ခံခလာရ391ကလည်းစစ်ကူအင်အားရာကျော်ကိုအကြိမ်ကြိမ်ပေးဖို့ခဲ့ပြီးတော့ခုခံတိုက်ခိုက်တာကိုလှောက်ဆောင်ခဲ့တယ်လို့လေကြောင်းတိုက်ခိုက်မှုအကြိမ်ကြီးတထောင်ကျော်နဲ့လည်းခုခံတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ အခုလိုဖလားမျိုးတစ်ခုလုံးကိုစစ်ကောင်စီကင်းစင်နေမည်အဖြစ်ဖော်ဆောင်နိုင်ခဲ့တာဟာချင်းညီနောင်ပါအဝေးမဟာမိတ်တပ်တွေကမဆောက်မနစ်တဲ့စိတ်တပ်တွေနဲ့ကျင်းကျန်းခိုင်ထိုးစစ်ဆင်ခဲ့တာကြောင့်ဖြစ်တယ်လို့ဆိုထားပါဗျ။ဒါပြင်ခဲယမ်းစစ်လက်နက်တွေနဲ့စစ်ရေးဆိုင်ရာအကြံပေးမှုတွေလောက်ဆောင်ပေးခဲ့တဲ့အာရခတပ်တော်နဲ့ဒဆိုင်မမတ်နဲ့ထောက်ပို့လုပ်ငန်းတွေမှာပါဝင်ခဲ့ကြတဲ့မိဘပြည်သူတွေကိုလည်းအထူးကျေးဇူးတင်တယ်လို့ချင်းညီနောင်အဖွဲ့ကဆိုထားပါဗျ။အဲ့ဒါတွေပြင်တိုက်ပွဲအတွင်းမှာအသက်ပေးတွားခဲ့ရတဲ့ အာစာနီသူရဲကောင်းတွေကိုလက်အင်ကာပိတ်ဆက်ခဲ့ရတယ်။ရဲဘော်တွေနဲ့တိုက်ပွဲအတွင်းမှာအောင်ပွဲရအောင်ရွရွချွန်ချွန်တိုက်ပွဲဝင်ခဲ့ကြတဲ့တပ်မှုတပ်သားတွေကိုလည်းလေးစားကုန်ပြုတယ်လို့လည်းဆိုထားပါဗျ။ချင်းကြီးနောင်အဖွဲ့တွေအနေနဲ့လည်းဆက်အာဏာရှင်ကြဆောင်ရေးနဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးမှာမဟာမိတ်တွေနဲ့အတူဆက်လက်တိုက်ပွဲဝင်ဆင်နွှဲသွားမှာဖြစ်တယ်လို့ထုတ်ပြန်ထားပါဗျ။ လက်ပြီးလူတို့မျိုးကိုစစ်ကောင်စီလေကြောင်းတိုက်ခိုက်လို့ပြည်သူနှုတ်ဦးတန်ရာရပြီးနေအိမ်လေးလုံးပျက်စီးခဲ့ရတယ်ဆိုတဲ့တရင်ကိုကြားရမှာပါ။ရက်ပေါင်း22ရက်ကြာအပြည့်ရက်မယ်လို့ကြေညာထားတဲ့စစ်ကောင်စီကဧပြီလ10ရက်နေ့ညနေ9နာရီကျော်မှာကရင်ယူကရင်မြို့သားစီယုံကောတူလေးအုပ်ချုပ်နယ်မြေကလူတော်မျိုးနယ်ပလဝေါ်ကျဲရွာနယ်ထီးတဲကယူကျဲရွာကိုစစ်ကောင်စီကလေကြောင်းကဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့ပြောပါရယ်။အဲ့ဒီလေကြောင်းတိုက်ခိုက်တာကြောင့်ပလဝေါ်ကျဲရွာက စောပါနာမှု39နှစ်နဲ့စောတဲစီတို့နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုထားပါဗျ။ဒါအပြင်ပလဲဝေါ်ကျေးရွာအတွင်းကစောကာနေမှုစောပါနာမှုစောတော်နီနေအိမ်၃လုံးပျက်စီးခဲ့ရတယ်လို့ထိတဲကရူကျေးရွာထဲမှာကနော်ကြာဟဲဆိုတဲ့သူရဲ့နေအိမ်ဟာလည်းထိခိုက်ပျက်စီးခဲ့ရတယ်လို့ဆိုပါတယ်။စစ်ကောင်စီကအဲ့ဒီလိုအပြစ်ရဲကြောင်းကြေညာထားတဲ့အချိန်မှာရုတ်တရက်လေကြောင်းတိုက်ခိုက်တာကိုလာရောက်လှုပ်ဆောင်ခဲ့တဲ့အတွက်ဒေသခံတွေအနေနဲ့လည်းစိုးရိမ်မှုတွေရှိနေကြတယ်လို့ပြောပါတယ်။ နောက်ဆုံးသတင်းတမုတ်အနေနဲ့ကြားရမှာကတော့တအောင်ပြည်ရဲတပ်ဖွဲ့ကမန္တလေးမှာမြစ်စေဝရောင်းဝယ်သူတဦးနဲ့တောင်ဆွဲသူ50ဦးကိုဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။တအောင်ပြည်တပ်မှားတုံးနယ်မြေမန္တလေးမြို့နယ်အတွင်းမှာပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSAN နဲ့ TNA ရဲ့တအောင်ပြည်ရဲတပ်ဖွဲ့ကမြစ်စေဝရောင်းဝယ်သူတဦးနဲ့တောင်ဆွဲသူ50ဦးကိုဖမ်းဆီးရမိခဲ့တယ်လို့ TNA ကသတင်းထုတ်ပြန်လာပါတယ်။ဒီဖမ်းဆီးမှုကိုပြီးခဲ့တဲ့မတ်လ16ရက်မှာစတင်ပြီးတော့ဘ ਹੁ ရဲတပ်ဖွဲ့ခရိုင်ရဲတပ်ဖွဲ့နဲ့ မြို့နယ်ရဲတပ်ဖွဲ့တို့ကပူးပေါင်းပြီးတော့မြို့ဝင်ထွက်ရှိဂိတ်တွေနဲ့ကျဲရွာတွေကိုတွားရောက်စစ်ဆေးတာလောက်ဆောင်ခဲ့ပြီးတဲ့နောက်မှာမူရစေဝရောင်းဝယ်သူနဲ့တုံးဆဲသူအများပြားကိုဖမ်းဆီးရမိခဲ့တာလို့ဆိုထားပါဗျ။ဒီဖမ်းဆီးရသူတွေကိုပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး BSF DNA ကတအောင်းပြည်ရဲတပ်ဖွဲ့ကနေပြီးတော့မူရစေဝဥပဒေနဲ့အညီရဲယူဆောင်ရွက်သွားမယ်လို့လည်းဆိုထားပါဗျ။မူရစေဝတုံးဆဲတဲ့သူတွေကိုတော့အကြီးစားလိုက်တာပြုတ်ပြင်ရေးစခန်းကို6လကြာပို့ဆောင်ပြီးတော့ရောင်းဝယ်သူကိုတော့ ထောင်အတွင်းမှာထိန်းသိမ်းထားမယ်လို့လည်းဆိုပါတယ်။တောင်ပြည်ရဲတပ်ဖွဲ့ဟာ2025ခုနှစ်မှာခရိုင်၅ခုမှာရှိတဲ့မြို့နယ်၁၈မြို့အတွင်းမှာမူရစ်စေဝါတိုက်ဖြတ်ရေးလုပ်ငန်းတွေကို အရင်ထက်ပိုမိုလှုပ်ဆောင်လာခဲ့တာကြောင့်မူရစ်စေဝါရောင်းဝယ်သူနဲ့တောင်ဆွဲသူအများပြားဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့လည်းဆိုပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလနဲ့မတ်လအတွင်းမှာလည်း PSAF DNA ရဲတပ်ဖွဲ့ကမူရစ်စေဝါတောင်ဆွဲသူ164ဦးကိုဖမ်းဆီးရမိခဲ့ပြီးတော့အဲ့ဒီဖမ်းဆီးရမိခဲ့တဲ့သူတွေကိုတော့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSA TNA ရဲတပ်ဖွဲ့ကအကြစ်စရိုက်တာပြုပြင်ပေးပြီးတော့ပြန်လွတ်ပေးခဲ့တာဖြစ်တယ်လို့ဆိုထားပါဗျ။သမတို့ CNN သတင်းဌာနရဲ့တနစ်တာဗီဒီယိုသတင်းထုတ်လွှင့်မှုဟာဒီမှာပဲပြီးဆုံးပြီဖြစ်ပါတယ်။သတင်းတွေကိုနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တွေကိုအထူးကျေးဇူးတင်ရှိပါကြောင်းကာရအပြုအပ်ပါတယ်။နောက်နေ့တွေမှာလည်း CNN ကတင်ဆက်ပေးတဲ့တနစ်တာသတင်းတွေကိုနားဆင်မယ်ဆိုရင် CNN ရဲ့ Facebook စာမျက်နှာမှာကြည့်ရှုနိုင်တယ်လို့ YouTube, Telegram, X နဲ့ TikTok တွေမှာလည်းနေ့စဉ်စောင့်မျှော်ကြည့်ရှုနိုင်ပါကြောင်းသတင်းကောင်းပတ်အပ်ပါတယ်။